ြန်မာတက်ကရက်1989ခုနှစ်ကိုကုပြောင်းရရှိလာတဲ့ဒီနေ့လိုမင်္ဂလာရှိလာတဲ့မြန်မာနေ့တွေကိုအခါတမရမှာပြည်တော်စုတမရမြန်မာနိုင်ငံတော်အတွင်းမှာမီတင်းတည်ထောင်ကြတဲ့ပြည်တော်စုဘွားတိုင်းရင်းသားမိဘပြည်သူများအားလုံးအပါအဝင်ကဘာတော်ဝန်လုံးမှာရှိကြတဲ့ကဘာသူကဘာသားများအားလုံးဘေးပြာများကင်းဝေးပြီးစိတ်ဓာတ်ဒုက္ခကာယဒုက္ခတို့နဲ့ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ျွန်တော်နိုင်ငံဟာပြီးခဲ့တဲ့နှစ်ဟောင်းကာလမှာတဘာဝဘေးအန္တရာယ်တွေနဲ့နှစ်ကြိမ်တိုင်တိုင်ကြုံတွေ့ခံစားခဲ့ကြပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာယာကိမုန်တိုင်းတက်ခတ်မှုတွေကြောင့်မိုးတည်တံ့တာရာသွန်းပြီးမြို့ပါတချို့မှာရုတ်တရက်ရေကြီးရေလျှောက်မှုတွေဖြစ်ခဲ့တယ်လို့မနက်နေ့ရှိရနေမှာလဲပြည်အခွန်ဒသမ9 register scale ရှိတဲ့အလွန်ပြင်းထန်တဲ့မြင်းကလေးလွှတ်ခတ်မှုဒဏ်ကိုလဲကြုံတွေ့ခံစားခဲ့ရပါတယ် ထိခိုက်ပျက်စီးတွေနဲ့တည်ဆုံဒဏ်ရာမှုတွေများပြားလာတဲ့အတွက်ကြောင့်ငလျင်တန်တဲ့ဒေသတွေမှာအရေးပေါ်ကူညီကယ်ဆယ်လုပ်ငန်းတွေအတွက်အကူအညီများစွာလိုအပ်ခဲ့ပါတယ်။ပြည်တွင်ပြပအကူအညီတွေကိုလည်းဖိတ်ခေါ်ခဲ့သလိုထိုင်းနိုင်ငံမှာကျင်းပတဲ့စာရမအချိန်မြောက်ဘင်းစတက်ထိပ်သီးအစည်းအဝေးကိုတယောက်ဆင်မှာလဲအစည်းအဝေးတယောက်လာတဲ့နိုင်ငံခေါင်းဆောင်မှနဲ့တွေ့ဆုံပြီးမြင်းကလေးနဲ့ပတ်သက်လို့အကူအညီတောက်ခံခဲ့ပါတယ်။ ငလင်ဘေးတဲ့ဒေသတွေမှာ ရေးဖို့ကဲဆဲလုပ်ငန်းတွေကိုအင်တာအားတဲ့ကုညီဆောင်ပေးကြတဲ့ပြည်တွင်းပြည်ပကကုညီကဲဆဲအဖွဲ့ဝင်များနဲ့ငလင်ဘေးတဲ့ပြည်သူတွေအတွက်လိုအပ်တဲ့ထောက်ပံ့ရေးပစ္စည်းကဲဆဲပစ္စည်းများနဲ့အလှူငွေတွေကိုပေးအပ်ထူထမ်းပေးကြတဲ့ပြည်ပနိုင်ငံများနဲ့ပြည်တွင်းကအလှူရှင်များအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်ကျွန်တော်တို့စုအနေနဲ့ ငလင်းတန်းခန့်ဒီသားတွေရဲ့ပြည်내တိဆောက်ရေးနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေကိုအများဆုံးဆောင်ရွက်ပေးသွားပါမယ်မိဘပြည်သူများရဲ့စုပေါင်းအားနဲ့ဆောင်ရွက်ရင်ပုံမှန်အခြေအနေကိုအများဆုံးရရှိနိုင်မယ်လို့ယုံကြည်ပါတယ်နိုင်ငံတော်မှာစစ်မှားစည်းကမ်းပြည့်ဝတဲ့ပါတီစိုဒီမိုကရေစီစနစ်ခိုင်မာစေရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုတိဆောက်ရေးကို ျွန်တော်တို့ဆွေရကရေမှတ်ချက်ထားဆောင်ရလေရှိနေပါတယ်ပြည်သူလူထုလိုရတဲ့ပါတီဆိုဒီမိုကရေစီစနစ်ကိုအများဆုံးပြန်လည်ကောင်ထယ်ပေးနိုင်ဖို့အတွက်လာမယ့်ဒီဇင်ဘာလအတွင်းမှာလွတ်လပ်ပြီးတရားမျှတမှုအပြည့်ရှိတဲ့ပါတီဆိုဒီမိုကရေစီအထူးထူးရည်ကောက်ဘက်ကိုကျင်းပပေးနိုင်ဖို့ကြိုးပမ်းဆောင်ရလေရှိနေပါတယ်ပါတီဆိုဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုရတယ်ဆိုလို့ရှိရင်အဓိကဖြစ်တဲ့ရည်ကောက်ဘက်အအောင်မြင်မြင် ြည့်မောက်နိုင်ဖို့အတွက်မိဘပြည်သူများအနေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့မြစ်တရရက်ခံလိုပါတယ်ကျွန်တော်တို့ဆွေးနွေးအနေနဲ့နိုင်ငံတော်နဲ့နိုင်ငံသားအားလုံးရဲ့အကျိုးစီးပွားကို အကောင်းဆုံးအကောင်အထည်ဖော်ပေးနိုင်ဖို့အတွက်အစဉ်သဖြင့်ကြိုးပမ်းဆောင်ရွက်လက်ရှိနေပါတယ်ငလင်ဘေးဒဏ်သည့်ဒေသများအတွက်ပြည်လဲထူထော်ရေးလုပ်ငန်းများဖြစ်တဲ့အစိုးရရုံးဌာနများပြန်လည်တည်ဆောက်ရေးပြည်သူတွေရဲ့အိုးအိမ်နဲ့ လမ်းမဆက်သွင်းမှုလုပ်ငန်းများပြန်လည်တည်ဆောက်ရေးတို့ကိုလည်းအသွွန်ခွန်ဆိုင်ဆောင်ရွက်သွားပါမယ်။နိုင်ငံရေးစီးပွားရေးကိုပြည်တည်နိုင်ဖို့အတွက်အဓိကကျတဲ့စာပြုမွေးမြူရေးအခြေခံကွန်ထရိုးလုပ်မှုလုပ်ငန်းတို့ကိုအသွွန်ခွန်ဆိုင်တွေ့မြင့်လှုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ်။အလားတူပဲ MSME လုပ်ငန်းလုပ်ကန်နေသူအလို့ဟာလည်းရှိနေတဲ့အနေအထားတွေမှာဖြစ်နေတဲ့များစူးစမ်းပြီးကွန်ထရိုးလုပ်မှုများကိုပြုလုပ်ကြစီလိုပါတယ်။ နိုင်ငံဖူဖူတုတ်တွေမှာပညာရေးဟာလည်းအရေးကြီးလာပါတယ်။ဒါကြောင့်လာမယ့်ပညာသင်နှစ်မှာကျောင်းတွေအရွယ်ကလေးအားလို့မြပြတ်မကွက်ပညာသင်ကြားနိုင်ရေးကိုအလေးထားပြုတော့မှဝမ်ဝမ်ပူပေါင်းဆောင်ပေးကြဖို့လဲတိုက်တွန်းလိုပါတယ်။နိုင်ငံတော်ဖူဖူတုတ်တွေစီဖို့အတွက်တည်ငြိမ်အေးချမ်းမှုလည်းလိုအပ်ပါတယ်။ဒါကြောင့်လည်းရေချီတည်တတ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရရှိအောင်ကြိုးပမ်းဖောင်ဆောင်နေပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကိုအဆုံးသတ်နိုင်ဖို့ ျွန်တော်တို့အစိုးရကနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းချဖို့ဖိတ်ခေါ်ကာဏထားပြီးလည်းဖြစ်ပါတယ်။ပြည်တော်စုပွားတိုင်းရင်းသားညီအစ်ကိုများဖိတ်ကြတဲ့အတွက်ပြည်တော်စုစိတ်ဓာတ်ကိုရင်ဝယ်ပိုက်ပြီးပူးပေါင်းပါဝင်ဆောင်ကြလိမ့်မယ်လို့လည်းယုံကြည်ပါတယ်။နှိဟောင်းမှာကျွန်တော်တို့ကြုံတွေ့ကြရတဲ့ဘေးဒုက္ခတွေအခက်ခဲတွေဆေးခွန်မှုတွေကနေအားနည်းချက်တွေကို သင်ကားစာ ဖော်ထုတ်ပြီးနှစ်သက်မှာ အတွေးအမြင်သက်နဲ့ နိုင်ငံတော်ကဆက်လက်လျှောက်လမ်းမဲ့ပါတီသူဒီမိုကရေစီဖော်ဆောင်မှုမှာနိုင်ငံသူနိုင်ငံသားများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့လို့ညစ်တဲ့ကိုနှုတ်ခွန်းဆက်စကားပြောကြားလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ